အလုံးမမင်လာပါအန်တဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ Retail တဲ့ September လာဒါ International Break အာမတိုင်ခင်တော့လားပေါ့နော်ကျွန်တော်တို့ Liverpool ပြည်သက်တွေကိုတပတ်အတွင်းမှာဒါ၃ပွဲအထိရှုံးနေခဲ့ပြီးတော့ဒါစိတ်ဒုက္ခအကြီးကျယ်ပေးခဲ့တဲ့အဲ Club Forwarder ဆိုလို့ရှိရင်ဒီတပတ်မှာပြန်ပြီးတော့ပြန်ဆတော့မယ် Direct Premier League မှာဆိုလို့ရှိရင်ကျွန်တော် Liverpool အသင်းကဒါကျွန်တော်ရဲ့ဒါ ဒဏ္ဍဝင်ပြိုင်ဘက်လို့ပြောလို့ရတယ် Man United အသင်းလို့ပေါ့နော်ကျွန်တော်တို့ Aguero Anfield မှာလက်ခံရှင်ပြိုင်တစားမှာလေးဖြစ်တယ်အဲဒီပွဲစဉ်လာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်သင်းစလုံးရှင်ပြိုင်ရမယ့်နှစ်သင်းစလုံးပေါ့နော် Liverpool အသင်းရောပြီးသားလို့ရှိရင် Man United အသင်းရောနှစ်သင်းစလုံးအတွက်တကယ်လို့နိုင်ပွဲတွေလိုအပ်နေတဲ့အသင်းလေးဖြစ်တဲ့အတွက်ဖိအားတော်တော်လေးများတဲ့ပွဲစဉ်လို့ပြောရမယ်အဲပြိုင်ဘက်အသင်းထပ်စားလို့ရှိရင်ဒါကျွန်တော်တို့အသင်းဘက်ကိုပဲပို့ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒါ Liverpool အသင်းအနေနဲ့တကယ်ရှေ့ international break မတိုင်ခင်အထိတောက်လျှောက်ကစားမယ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်တကယ်ခက်ခဲတဲ့ပွဲစဉ်တွေအသင်းကြီးတွေနဲ့ကစားမယ်ဒါ Premier League မှာတော့ပြသလို့ရှိရင်ဒါ Carabao Cup မှာတော့ Champion League ပွဲစဉ်မှာတော့တကယ်ခက်ခဲတဲ့ပြိုင်ဘက်တွေအသင်းကြီးတွေနဲ့ဇက်တိုက်အချိန်ပိုင်းကစားမယ်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်တော့ဒါ Man United နဲ့ကစားမယ်ပွဲစဉ်ဖြစ်နေပေမဲ့လည်းတကယ်နိုင်ပွဲတစ်ပွဲမရရအောင်စူးစမ်းပြီးတော့ ဒီဘယ်လိုပြောမလဲယုံကြည်မှုတို့နောက်ပွဲစဉ်တွေအတွက်ဆက်ပြီးတော့တည်ဆောက်ရမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ကတော့ထင်နေပေါ့နော်ဒါကတခုအဲတဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း international break ပြီးမှပြန်ပြီးကစားတဲ့ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်ကျွန်တော် Liverpool အသင်းကအဲနည်းနည်းလေးယုံကြံရတဲ့အနေအထားတွေအလေးအကျင့်တွေရှိတယ်ပေါ့နော်အာဒီလိုပြောတဲ့အနေထားပါဆိုလို့ရှိရင်အဲ့လိုနောက်ဆုံး international break မတိုင်နိုင်လားဆိုရင်ကျွန်တော်ဘန်လီနဲ့တစားရတာနဲ့တွေ့ရတာဒါတန်းတက်လာတဲ့အသင်း ကျွန်တော်လော်လေးဒူရူနဲ့ဒိုးပြတ်နိုင်မယ်လို့ထင်ထားပေမဲ့ဒါနောက်ဆုံးမိနစ်ကျမှဒါ1နေဆိုရဲရလန်နဲ့အနိုင်ရသွားတဲ့အချိန်ကျွန်တော်ရုံးတန်ခဲ့ရတယ်။ဒီလိုမျိုးခြေစွမ်းပိုင်းရအထိတတစားသမားအနေနဲ့တူတူတွဲဖက်ပြီးမှတစားရတာဒါနှစ်တည်အများကြီးရှိလာပြီးအခုမှတွဲတစားရတဲ့တစားသမားတွေလို့သူတို့အမြဲတမ်းလှုပ်လေးလှုပ်ထားရှိတယ်။ဒါပေမဲ့လည်းတစ်ဖက်ထပြောင်းကြည့်မယ်ဆိုလို့ရှင်တော့ ဒီလိုမျိုးခြေစွမ်းနေစိုးနေဒီတိုင်အောင်ကျွန်တော်လီဗာပူးအသင်းအနေနဲ့ International Break Point အပြီးတဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်ရလက်ပိုင်းလေးတွေတော့ဘာပဲပြောအနိုင်ရလက်တွေတော့ရအောင်ယူလိယူထရှိတယ်ဆိုတဲ့ဟာလေးတော့ကျွန်တော်တို့တစ်ချက်ရှိတယ်ပေါ့နော်အာလီဗာပူးသင်းကြောင့်လို့ပဲဆက်ပြီးပြောရမယ်ဆိုလို့ရှင်ဒါ International Break အဲ့မတိုင်နေတာစက်တင်ဘာမှာတော့အဝေးကွင်း၃ပွဲဆက်အထိရှုံးနေထားခဲ့တယ်။အဲ့အတွက်ဆိုလို့ရှင်ဒါအသင်းတို့ဖီအားအောက်ရအောင်လို့သူတို့ဘယ်ကိုပါတာတို့တွန်းပို့တယ်တဲ့နေထားမှာရှိတယ်။ရာသီအစမှာတော့ကျွန်တော်တို့ဒါ ခြေစွမ်းတွေတိတ်ပြီးတော့မကောင်းဘူးဒါပေမဲ့လိုအပ်ချက်တွေရှိတယ်ဒါပေမဲ့လည်းဒီနိုင်ပွဲလေးတွေတော့ရနေတော့မယ်နိုင်ပွဲစတက်ရနေတော့မယ်ဒါပေမဲ့လည်းဒီ international အစိုက်စက်တင်ဘာလရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီခြေစွမ်းဆိုးနေတဲ့အနေထားကိုဆက်ထိန်ပြီးတော့ဒီနိုင်ပွဲရနေရတာလည်းနိုင်ပွဲတွေပါပျောက်သွားတဲ့အထိအချိန်ကြီးကဆိုးရခဲ့တဲ့အတွက်ဒီအော်တိုဘာလကလည်းစပြီးတော့ပွဲစဉ်တွေမှာဆိုတော့တကယ်အရေးကြီးတဲ့အပိုင်းခြားဒါလာကိုလည်းတဖြည်းဖြည်းနဲ့နှိမ့်တက်လာပြီဒီအော်တိုဘာလကနေဒီ ဖေဖော်ဝါရီမတ်လအထွန်းမှာဆိုလို့ရှိရင်အဓိကပရီးမီးယားလိရဲ့ချန်ပီယံကဘယ်သူဖြစ်မှာလဲအဲ့လိုမျိုးပြီးသားလို့ရှိရင်အာချန်ပီယံအတွက်အနည်းဆုံးကွန်တန်နာတွေကဘယ်အသင်းတွေလဲချန်ပီယံလိအတွက်ကဘယ်အသင်းတွေကအဓိကပြိုင်မှာလဲဆိုတဲ့ဟာကအာကွက်ကွက်ပြပြမြင်ရတဲ့အပိုင်းချပေါ့နော်အဓိကတော့ဆိုလို့ရှိရင်ဒီအော်တိုဘာလာကနေစတဲ့ပွဲစဉ်တွေကတော်တော်လေးအရေးကြီးတယ်လို့ကျွန်တော်တို့ကတော့မြင်နေအဲအဲ့အတွက်အသင်းရဲ့ performance ဘိုင်းကိုပြန်ပြီးတော့ သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးတစားတဲတဲ့6ပွဲမှာ6ပွဲလုံးကိုကျွန်တော်တို့က twin goal တွေပေးတဲ့ရတယ်အနေထားမှာရှိတယ်။နောက်ထပ် tournament chat တစ်ခုအနေနဲ့ဒီ La Mat Man United အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Cornate ကအာဒီ international break မှာတုန်းကအာပြင်းတဲ့အသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူအနေနဲ့ဒဏ်ရာကြောင့်မလို့ပါဝင်ပြီးတော့မတစားခဲ့ရဘူး။အော်ဒါပေမဲ့လည်း international break ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင် Liverpool သင်းရဲ့ training မှာပြန်ပြီးပါလာခဲ့တယ်။ Arne Slot ကလည်း Tottenham အနေနဲ့ဒီ Man United အသင်းနဲ့ဖွဲ့စင်မှာဆက်ပြီး ပါဝင်ပြီးတော့တစားနိုင်မယ်လို့သူကတော့ပြောခဲ့တယ်။ဒါပေမဲ့လည်း fitness အနေထားရတော့ဒီ100%အပြည့်အသင့်မဲ့အနေထားမရှိဘူး။အဲ့တော့ minute 90မဟုတ်ပဲအပိုင်းချဘလောက်ထိပဲတစားနိုင်မလဲဆိုတဲ့ဟာတော့ကျွန်တော်တို့စောင့်ကြည့်ရပါမယ်။အဲအသင်းရဲ့ အထူးသဖြင့်တော့ Liverpool အသင်းရဲ့ပြဿနာကိုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က transfer ဘိုင်းလိုပဲပြောလိပြောထားရှိတယ်ပေါ့နော်။ဒါပေမဲ့နောက်ဆုံးကစားတဲ့၃ပွဲမှာအဓိကအသင်းအတွက်ပြဿနာဖြစ်ခဲ့တာကတော့ဒါ transfer ဘိုင်းမို့ပဲနဲ့တိုက်ဆက်ဘိုင်းလို့ကျွန်တော်တို့ပြောလို့ရတယ်။ရှုံးနေတဲ့၃ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတိုက်ဆက်က twin goal ၂ goal ပဲ twin ယူနိုင်နေတဲ့အထိအဓိကတိုက်ဆက်ရဲ့တိုက်ဆက်မှုတွေဒါ goal ပေါက်ပြတ်နေတဲ့အနေအထားကိုကျွန်တော်တို့မြင်တွေ့နေရတယ်။ ်အဲ့အတွက်ဆိုလို့ရှိရင်ဒီ Man United အသင်းเนี่ยကစားမဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Liverpool အသင်းရဲ့တိုက်စက်ကဘယ်လိုနေထားလဲရှိမှာလဲတိုက်စက်ကစားသမားလဲအခြေဆက်မိမိနဲ့ကျွန်တော်တို့ကစားနိုင်မှာလားဆိုတဲ့ဟာကကျွန်တော်တို့စောင့်ကြည့်ဖို့တောင်းနေဒါကကျွန်တော်တို့ဒါအသင်းရဲ့လက်ရှိဖြစ်ပျက်နေတဲ့ အဆိုးပိုင်းတွေကြားရိပ်ပြနေတဲ့ပိုင်းတွေပေါ့နော်အကောင်ဘက်ကဟာတို့ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လီဗာပူးအသင်းရဲ့ဒီနှစ်အိမ်ခွင်းမှာတစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဒါရှုံးပွဲလုံးဝမရှိသေးဘဲနဲ့ပွဲစဉ်တိုင်းအနိုင်ရခဲ့တဲ့အနေအထားကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ပရီးမီးယားလိမှာဆိုလို့ရှိရင်အိမ်ခွင်းမှာ၃ပွဲတစားခဲ့ပြီးတော့ကျွန်တော်တို့၃ပွဲစလုံးကိုလက်ရှိအနေအထားအရအနိုင်ရခဲ့တယ်ဒါပေမဲ့အဲ့အိမ်ခွင်းမှာတို့ပဲ clean sheet က၃ပွဲမှာဆိုလို့ရှိရင်တပွဲထိပဲရတယ်ဒါကျွန်တော်ရှိမှပြောရသလိုပဲအသင်းရဲ့ cancel ပိုင်းကနည်းနည်းလေးလိုအပ်ချက်တွေရှိနေသေးတဲ့အနေအထားကိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်တစ်ဖက်က မန်ယူနိုက်တက်အသင်းအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဒီအင်ဂရင်းတာအားသာချက်ဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့အဝေးဂရင်းဆွမ်းဆောင်နေတာသူတို့ရဲ့အားနည်းချက်ဖြစ်နေတာဒါကျွန်တော်တို့အတွက်အဲတကယ် opportunity တစ်ခုလို့ပဲပြောရမှာပေါ့နော်မန်ယူနိုက်တက်အသင်းကသူတို့ဟိုတစားပြဲတဲ့ league အင်ဂရင်းသုံးပွဲစလုံးမှာအနိုင်ရတယ်ပဲမြေအဝေးဂရင်းမှာဆိုလို့ရှိရင်တစားပြဲတဲ့သုံးပွဲမှာတစ်ပွဲမှအနိုင်ရတဲ့အနေအထားတော့မရှိဘူးအမ်သုံးပွဲတစားတယ်နှစ်ပွဲရှုံးတယ်ပြီးသွားလို့ရှိရင်တစ်ပွဲတည်ရကြတဲ့အနေအထားတော့ကျွန်တော်တို့ တပွဲသေးကြတဲ့အနေအထားရှိနေတဲ့အတွက်သူတို့အနေနဲ့ဆိုလို့ရှိရင်အဝေးကွင်းမှာဆိုလို့ရှိရင်တော်တော်လေးရုန်းကန်ရတဲ့အနေအထားမှာသူတို့ရှိနေတယ်ပေါ့နော်။နောက်သိရင်ထိတိုက်တွေ့ဆုံမှုရဆိုလို့ရှိရင်နောက်ဆုံးတွေ့ဆုံနေတဲ့ပရီးမီးယားလိမှာ၅ချိန်မှာဆိုလို့ရှိရင်လီဗာပူးသင်းက၂ချိန်နိုင်တယ်။၃ချိန်သေးကြပြီးတော့မန်ယူနိုက်တက်အသင်းကလီဗာပူးသင်းက၃ချိန်မှအနိုင်ရထားတာမရှိဘူး။အာလီဗာပူးသင်းရဲ့အန်ဖီဒ်ကွင်းမှာဆိုလို့ရှိရင်လည်း record ကအတူတူပဲ။အာမန်ယူနိုက်တက်အသင်းက၃ချိန်မှမနိုင်ထားပဲနဲ့လီဗာပူးသင်းက၂ချိန်နိုင်ပြီးတော့၃ချိန်သေးကြထားတဲ့အနေအထားမှာကျွန်တော်မြင်တွေ့ရတယ်။ နှစ်သိန်းရတာ injury record တွေပြန်ကြည့်မယ်ဆိုလို့ရှိရင် Liverpool သိန်းက injury နည်းနည်းလေးပိုများနေတဲ့အနေအထားမှာရှိတယ်။အဲဂျင်းတွေပေါလွဲချော်မယ်လစားသမားအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အဓိကကိုယ်သမား Alisson Becker ရှိတယ်။ပြီးသွားလို့ရှိရင် Lionel Transit လစားသမားလေးဖြစ်တဲ့ဒါ Leo Van အဲ Giovanni Leone ရှိမယ်ပေါ့နော်အဲသူ့အနေနဲ့တော့ဒါ AC ရတန်းအကြောင်းမလို့တရားသေးလုံးအားယူရမယ်နေထားရှိတယ်အဲ ဒါကကျင်းနေပါလွဲချော်မယ်။ဒါပေမဲ့100% fitness မပြည့်တဲ့တစားသမားအနေနဲ့ဆိုလို့ရှိရင်ဒါ drop back ရှိမယ်၊ chronic day ရှိမယ်၊ပြီးသားလို့ရှိရင် enduro လို့တစားသမား၃ရက်တော့100% fitness သိပ်ပြီးတော့ပြည့်သေးတဲ့အနေထားမှာမရှိဘူးပေါ့နော်။ main adapter battery ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထက်ဒါဒဏ်ရာတစားသမားပို့ပြီးတော့နေမယ်။အာသူတို့အနေနဲ့ဒဏ်ရာတစားသမားက transit တစားသမားနေရဖြစ်တဲ့ဒါ muscle memory နဲ့ပြီးသားလို့ရှိရင်အာ martinez တို့နှစ်ယောက်ပဲဒဏ်ရာပြဿနာရှိနေတဲ့အနေထားမှာရှိတယ်။ ဒါကြောင့်ကျွန်တော်တို့ဒိုင်ရန်ရပွဲပွဲပယ်အနေထားပေါ့နော်ကျွန်တော်အရှိမပြောခဲ့တဲ့ဒီအသင်းရဲ့လက်ရှိ current form တွေပြီးသွားလို့ရှိရင်အဲ့နှစ်သင်းထိတိုက်တွေ့ဆုံတဲ့ဟာတွေဒိုင်ရန်ရတစားသမားတွေနဲ့ဒါအားစာချက်အားနည်းချက်တွေကိုလည်းပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Liverpool သင်းနေနဲ့ Man United ကိုလက်ရှိအနေထားရပုံမှန်တွေ့နေကြတဲ့လူမျိုးပေါ့နော်အဲ trend group ကိုကျွန်တော်တို့မြင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရှိ ်နှစ်တွေမှာတော့မပြောတော့နောက်ဆုံးနှစ်နှစ်လောက်ထဲမှာ Liverpool နဲ့ Man United အတင်းတွေ့တဲ့အနေထားမှာဆိုလို့ရှိရင် Man United Liverpool ကရမ်းမြင့်ပြီ Man United ကနေနေတဲ့အနေထားမှာဆိုလို့ရှိရင်အဲ့ဒီပွဲစဉ်တွေလာတာကျွန်တော်တို့တရေပွဲဖြစ်လေဖြစ်တာအများတယ်ဒါပေမဲ့ Man United ကနဲ့ Liverpool ရဲ့ level ကတိတ်ပြီးမကွာတဲ့အခုလိုအနေထားတွေမှာဆိုလို့ရှိရင် Liverpool အတင်းက Man United အတင်းကိုပို့ပြီးတော့အသာရအောင်ကစားနိုင်တဲ့အနေထားတွေလို့ကျွန်တော်တို့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့အမြင်တွေ့ကြရတယ်အဲ့တော့ဆိုလို့ရှိရင်လည်းဒါကလည်းကျွန်တော်တို့အားသာချက်တစ်ချက်နောက်တစ်ခုက Ingrain Amphi မှာ အာရှင်ပြိုင်ကစားမယ့်အနေအထားဖြစ်တဲ့အတွက်ဒါလီဗာပူးသင်းနေနဲ့လည်းနောက်ထပ်အားသာချက်တစ်ခုပေါ့နော်နောက်ဆုံးနေနဲ့ဆိုလို့ရှိရင်တော့ဒါအာကျွန်တော်တို့ရဲ့အဓိကတစားသမားဖြစ်တဲ့ဆာလာပေါ့နော်ဆာလာနေနဲ့တရာသီလုံးတိုင်းတားရခြေစမ်းရတော်တော်လေးအေးဆိုးရွားနေတဲ့အနေအထားမှာရှိတယ်ဒါပေမဲ့လည်း ဒီ Man United နဲ့လစားမယ်အနေထားဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်အတွက်ဆောင်းတောင်းဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ Fantasy League မှာဒီတစ်ပတ်အတွက်အသင်းမှာဆိုလို့ရှိရင် Salah ကို Triple Captain အထိပေးထားပြီးတော့ယုံကြည်မှုပေးထားအနေထားရှိတဲ့အတွက် Salah နေနဲ့ဒီနေ့ပွဲစဉ်မှာ Twin Goal တွေရောရမလားဆိုတဲ့ဟာဒါတော့ကျွန်တော်စောင့်ကြည့်ဖို့တောင်းနေဒါကကျွန်တော်ရဲ့ဒီ အမြင်လေးပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ပွဲပြီးရလာဆိုလို့ရှိရင်တော့ Liverpool အသင်းတော့ Man United အသင်းတော့အသာရပြီးတော့အာနောက်ပွဲစဉ်တွေအတွက်လိုအပ်တဲ့ယုံကြည်မှုတစ်ခုကိုဆက်ပြီးတော့တိဆောက်သွားနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲတကယ်အဲ့တိုင်းလည်းဖြစ်လာမယ်လို့ပြောလင့်နေပါတယ်ဒါတော့ကျွန်တော်ရဲ့ဒီ Man United နဲ့ Liverpool အသင်းတို့ရဲ့ဒါပွဲကြုံသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်